ဟဲလိုတင်းဤခြေတော့ကိုလှည့်ပြီးခြေတော့ကိုအနာတရဖြစ်သွားပါတလားတင်းဟာအခုအနာတရနဲ့ရောင်ရမ်းမှုတွေကြောင့်အခက်ခဲတွေကြုံနေရတယ်လို့သိချပါဗျ။ကျွမ်းကျင်သူတဦးကိုတွေ့ပြီးအကဲဖြတ်ခြင်းကိုလုပ်ဖို့အရေးကြီးပါတယ်။ခြေတော့အနာတရဆိုတာရိုးရိုးခြေတော့အနာတရမှာစပြီးအနားမှာရှိတဲ့ကြိုးကြောကြီးထိတိုင်းမှုတွေထင်နိုင်ပါတယ်။မြင်းနဲ့အကဲဖြတ်ခြင်းကိုလုပ်ဖို့အရေးကြီးပါရဲ့။အဲ့ဒီအထိပျောက်ခင်မှာအိမ်မှာတင်းခြေတော့ကိုအနားယူပါရေခဲထဲပါမြင့်တင်ထားပါကြောင်ရမှုကိုရှော့ချဖို့အနာကျင်ကြောက်စေးတွေတောက်ပါအလွန်အရေးကြီးပါတယ်ခြေတော့အနာတရကိုမလစ်လျူရှူပါနဲ့ အနေငယ်တော့အနာတရဆိုရင်အိမ်မှာနှစ်ပတ်ခန့်ထိုင်ရုံပါပဲဒါပေမဲ့အကြီးအကျယ်ဆိုရင်၆ပတ်ခန့်ကြာနိုင်ပါတယ်ဒါပေမဲ့အရေးကြီးဆုံးကအဲ့ဒါကိုမလစ်လို့ရှိပါနဲ့ဒါမှမဟုတ်အချိန်ကြာရှိစွာတင့်ကိုအနှောက်အယှက်ဖြစ်စေမဲ့နာတာရှည်နာကျင်မှုယောဂါဖြစ်လာနိုင်ပါတယ်တင့်နာဖို့ကျွမ်းကျင်သူတအူးကိုပြပြီးသူကတင့်ကိုနောက်ထပ်စစ်ဆေးမှုလိုအပ်တယ်လို့အကြံပြုရင်းအကြောင်းမဲ့ရင်အယိုးကျမှုကိုဖယ်ရှားဖို့ဝဲလိုအပ်ပြီးအကျော့အစ်တန်ရာကိုဖယ်ရှားဖို့မှလိုအပ်ပါတယ် အကြီးအကျယ်အကျော်အစ်စ်တန်ရာတွေနဲ့မတည်ငြိမ်မှုရှိရင်တစ်ဆရာဝန်သားခြေထောက်ခွဲစိတ်မှုလို့ဖို့အကြံပြုနိုင်ပါတယ်ဒါသာတည်ငြိမ်မှုကိုပြန်လည်ရရှိစေဖို့ပါကျေးဇူးတင်ပါတယ်